ကြီးတို့ရေဒုဒုကိုစီစီကနေပြန်လဲကြိုစလိုက်ပါရှင့်ညီမကဒုဒုရဲ့တိဆက်သူစုစုပဲဖြစ်ပါတယ်အဲစုစုအခုရောက်နေတဲ့နေရာကတော့နေဆက်တဲ့နေရာပဲဖြစ်ပါတယ် ဘယ်နယ်စပ်လဲဆိုလို့ရှိရင်တာဂီတာမြို့နယ်နဲ့ဒေါဟုံမြို့နယ်ရဲ့နယ်စပ်မှာဖြစ်ပါတယ်။အဲပြီးတော့ဒီနေ့ဒရုကွေအစီအစဉ်လေးကဘာလဲဆိုတော့ရှင်ဒီနေ့ဆိုသူတို့ကတာဂီတာကိုတောက်လေ့လာမယ်ပြီးတော့တာဂီတာတမိုင်းချောင်းတွေကိုလည်းလေ့လာမယ်နောက်တစ်ခုကကျတော့အဲဆိုသူတို့ဒီဒမန်စတီခေါလောင်းကြီးမြုပ်သွားတဲ့နေရာကိုတွားရောက်ကြည့်ရှုမယ်ပေါ့နော်အဲ့နေရာကိုဆိုသူအရန်ကိုမတွားကြည့်ကျင်နေရဘယ်လိုနေရာလေးဖြစ်မလဲဆိုတာပေါ့နော်အဲ့တော့အဆူနဲ့သူပြည့်တက်ကြီးလိုက်ပါကြည့်ရှုကြအောင်နော်အာနောက်တစ်ခုကဆိုတော့ဒီဟာကြီးလေ့လာပြီးတွားလို့ရှိရင်တော့ဖိုးလင်းတက်ပြပါမယ် ဆူဆူဘောနော်ဒီနေ့ကျတော့လည်းအဲ့လိုဘာရီ activity ခိုင်းမလဲမသိဘူးအရန်ကိုပြင်မယ်ဆိုတော့ပြောရတယ်ဘောနော်အဲ့တော့ဘာဖြစ်မလဲဆိုတာကိုလည်းဆူဆူနဲ့တူလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်ပါရနော်ဟေးအားလုံးပဲ let's go ဒမစီဒီခေါင်းလောင်းကြီးကကမ္ဘာမှာအကြီးဆုံးခေါင်းလောင်းကြီးရွှေတကုံစည်ကြီးတို့လှူဒန်းခဲ့တဲ့ပထမဆုံးခေါင်းလောင်းကြီးလည်းဖြစ်တယ်ဒီခေါင်းလောင်းကြီးကို14ရာစုမှာမွန်ဘရင်ဒမစီဒီမင်းကလှူဒန်းခဲ့တာပါ ခေါင်းကောင်းကြီးကိုကြီးနီနဲ့တုံးလုံထားပြီးကြောက်တံပရမများရင်နဲ့စီချေထားတာဆိုတော့တတော်ပိုးတံပါဒါပေမဲ့ခေါင်းကောင်းကြီးကိုတုံးလုံခဲ့တဲ့အချိန်ကမိချောင်းနှက်ခက်ဖြစ်သွားတယ်။မိချောင်းတွေကရှာမရှိတဲ့အတွက်ခေါင်းကောင်းကြီးကအတန်မမြင်ဘူးလို့လည်းဆိုလို့ရှိပါတယ်။1608ခုနှစ်မှာတန်လျင်စားငစင်ကကဓမစရီခေါလောင်းကြီးကိုအမြောက်သွုံးဖို့ရွှေတဂုံဖျားကနေတေးလာချင်းလှေပြက်ပြီးရန်ကုန်မြို့မှာပျောက်ဆုံးခဲ့ပါတယ်။ခေါလောင်းကြီးနဲ့အတူအခြားရဲနာပစ္စည်းတွေလည်းအများကြီးပါသွားသေးတယ်။ အဲ့ဒီကလေးကမြန်မာပြည်ဘက်ကအမျိုးမျိုးစေကိုစူးစမ်းခဲ့ရင်ပဲမအောင်မြင်ခဲ့ဘူး။နောက်ဆုံးစေခဲ့တာကတော့2014ခုနှစ်ကဖြစ်ပါတယ်။အဲဆူဆူအခုဒီနေ့ရောက်နေတဲ့နေရာကတော့ဇေဒဝန်ကျောင်းလက်မှာဖြစ်ပါတယ်။အဲဒီလမ်းကိုဟိုဘက်ကိုသွားမယ်ဆိုလို့ရှိရင်ဒီဓမ္မစရီခေါလောင်းကြီးမြုပ်တဲ့နေရာကိုရောက်မှာဖြစ်တဲ့တကြောင်ဆူဆူအဲ့ကိုသွားကြည့်မှာပေါ့နော်။အာနောက်ပြီးတော့အမကအာမြစ်သုံးခွဆုံ6သုံးခွဆုံရှိရလို့ပြောတယ်။အရန်ဟိုမလှရလို့ပြောရယ်။အဲဆိုတော့အခုဆူဆူသွားကြည့်မှာပေါ့နော်။အာပြည်သက်တွေအားလုံးလည်းဆူနဲ့တူတူလိုက်ကြည့်ကြအောင်နော်။ qué? အခုဒီနေရာကပေါ့နော်ရန်ကုန်မြို့ဝလည်းဖြစ်တယ်အဲဆိုတော့ဟိုဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်တန်နေတရားယူလည်းမြင်နေရမှာဖြစ်တယ်ပေါ့နော်ဟိုဘက်မှာဆိုလို့ရှိရင် Star City Condo Star City Condo တွေလည်းတွေ့ရတယ်ဒီနားကဆိုအကျယ်ကြီးပဲအဲသူကလေဒီမြစ်သုံးကွာပေါ့နော်ခြောက်သုံးကွာစုံတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်တော်တော်ကျယ်အားပေါ့နော်ဟိုဘက်မှာဆိုတမန်လေးတွေဆိုအများကြီးပဲတမန်ရင်စီးကြည့်နေတာပဲတမန်စီးနေတာပဲအာဒီမြစ်ထဲတနေရာမှာပေါ့နော်ဒီတမန်စီခေါင်းဆောင်ကြီးဒီမြစ်ထဲတနေရာမှာမြုပ်သွားတယ်လို့ပြောရ ဟုတ်လား။အော်၅ဖြုတ်များဟုတ်လား။ဘာ၅ရရလဲ။ငါတလောက်။တမဲရရလား။တလောက်လို့ငကန်လို့မပုတ်သေးဘူး။အော်။အော်အဲ့ဒါတိတိရ။အော်ပစုံတော့လားပစုံတော့လားကြိုက်တယ်။အော်အဲ့လိုလား။နေမဘူးလား။ လေးဆက်ဟိုဟာလေးဆက်လေးဆက်လေးဆက်တက်တာအမဒါရတကယ်ပြရမှာမကြီးအောင်နော်ဟုတ်ပါလေလုံးနော်နည်းနည်းပေါ့ရလေးရှိသေးတယ်ညီမလေးဟာဒါလေးနည်းနည်းပေါ့ရလေးရှိဒါပေါ်တော့ဒါငါ့အလုံး20အလားအလုံး20ပြရမှာလို့လားဒီနှစ်ခုပဲပေါ့အလုံး20ပြရမှာအမလေးပြန်ဟိုပါရဲ့အလုံး20အောင်ပြရမှာလေမကြီးအောင်လက်ကိုဒီလို့ ဒီလိုမှပြီးတော့မလို့ပြရလို့ပါအောင်ညီမလေးအဲ့ဒါကြီးကျွတ်မထမသွားပဲနဲ့လက်မှာပဲစွန့်နေဘလို့ညီမလေးပိုစီရှင်ရောက်လို့လာပါလားမနော်တခါတော့ပြပြအခုမှရတော့မယ်လို့တခါ ားပြတာပြလိုက်တဲ့ဟာဒါမဲ့ तू ကရဟဇေအစမ်းမို့လို့တဲ့အဲ့ရရဲအမှတ်ကိုထမ့်တတ်ပါဘူးတဲ့အဲ့တော့အခုစစကအခုနောက်ထပ်ပေါ့နော်နောက်ထပ်နောက်ထပ်သူတို့ ပြောရကြတော့ဒီနောက်တစ်ခါပေါ့နော်အကုန်လုံးဒီဥစ္စာအကုန်လုံးလဲအောင်ထပ်ပြရပါမယ်တဲ့မလဲမချင်းပြရပါမယ်တဲ့အဲ့တော့သူကဒီအလုံးနေတယ်ပေါ့နော်ပြောင်းလို့ရှိရင်စေးတော့လူရမှာပေါ့နော်အခုတော့ထပ်ပြီးစူးစမ်းလိုက်ပါဦးမယ်ဒါမဲ့အစ်ွတ်အရေရှင်ကိုစမ်းတက်တဲ့အနေနဲ့စောင့်ကြည့်လိုက်ပါစောင့်ကြည့်လိုက်အေးစေးအေးစေးနော်အစမ်းမှာတော့အကုန်လဲသွားသေးတယ်အဲ့တော့စမယ်နော်အကုန်လဲသွားလို့ရှိရင်စိုက်တာဝယ်ကြွေးချင်နော်โอเคအဲ့တော့စမယ်ပိုးစက်ရှိအမှန်နဲ့ထားရပါမယ်ကြည့်โอเค ချူအာဒါရီနောက်တစ်ချက်ချူလိုက်ငါမအကွာနည်းနည်းကွာပညာရှိပညာရှိသတိမြင့်ခွဲကွာတိလာအဲ့လိုပဲငါတက်တယ်ကွာလူတိုင်းအမားနဲ့မกินဘူးတိရမလားဒါပဲနောက်တော့ဆိုရအဆက်ချာကြည့်နေလိုက်秀秀秀！秀秀 那不会剪了哎。上机了。Three, two. 喂喂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 ！动物园的，那靠着那靠着狗咪进来。 ကဲအဲအခုစစွားပေါ့နော်စစုပြစ်လိုက်တာဒါပထမပွဲစဉ်ပေါ့နော်သူကပွဲစဉ်တစ်ခုကိုနှစ်ခါပြစ်လို့ရတယ်သူကပထမပွဲစဉ်မှာတစ်ချက်ကလိန်ထဲကိုကြာသွားရွာဒါပေမဲ့နောက်တစ်ချက်ကစစုရှစ်လုံးထိအောင်ပြစ်နိုင်တဲ့အကြောင်းစစုရှစ်မှတ်ရပါတယ်အဲ့တော့ပထမပွဲစဉ်မှာအဖွင့်ရရင်တတော်လာပါပြီအဲ့တော့အခုစစုကဒုတိယပွဲစဉ်မှာပထမတစ်ချီပြစ်ပြီးသွားပါပြီအခုအဲပြစ်ပြီးသွားတဲ့အချိန်မှာသုံးခုကြံနေရအဲ့တော့စစုကအခုနောက်တစ်ချီထပ်ပြစ်မယ်ပေါ့နော်နောက်တစ်ချီမှာမှအကုန်အကုန်ကုန်သွားပြီဆိုလို့ရှိရင်တော့စစုဒီပွဲစဉ်ကလုံးဝဝင်းနာဖြစ်သွားပါရှင့်အဲအဲ့တော့ 了不起耶！Three, two, one. 哦喂！你别走，动！你不要你不要 ဟုတ်ပါတယ်။အရှုံးများတဲ့လူပါနော်။တတိယချီမှလည်းစိုးစိုးတလုံးမှမထိပါဘူး။ပထမတစ်ခါလည်းလိမ့်နေကြတယ်၊ဒီခါလည်းလိမ့်နေကြပါပါတယ်နော်။ဖျားရှိကိုလာအောင်မအဆင်ပြေမနေဘူး။နောက်တစ်ချီထပ်ဆွဲအောင်။ Okay, let's go. သူတောင်းမယ်ဟုတ်ပြောဝင်နေတယ်။သူကရှိနေတော့ကပထမအုံဆုံးကြောက်ဟုတ်နေပြီ။ဘာလို့နောက်တစ်ခါကျမထိတော့ရလဲလို့喂喂喂喂喂！对了，三点半变色了，对不对？ Hey, no, 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 no! Ole, nei. Hei, 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 du 喂喂喂喂喂！ဆိုလို့ရှိရင်စုတဲ့ကြိုးစားဖို့ခွင့်ရနှစ်ကြိမ်တော့ကြံသေးရနှစ်ကြိမ်ပဲကြံတော့လေပေါ့နော်အဲ့တော့အဲ့နှစ်ကြိမ်မှာစုနိုင်အောင်ပြစ်မှရပါမယ်မနိုင်လို့ရှိရင်တော့စုကြိုက်တဲ့မုံနဲ့ဝေးပါပြီပေါ့နော်အဲ့တော့အားလုံးပဲစောင့်ကြည့်အောင်နော်နိုင်အောင်နိုင်ကြရမယ်အီးရှုံမပိနဲ့ကြိုးစား မအဲ့ဒီလုံးမဲ့ကျန်တာပြစ်ဖို့ခက်တယ်အားလုံးဖျားစင်ခဲ့ပါဗျာဒီပြီးတော့မဒီဝဲနိုင်မှဖြစ်မယ်ဟုတ်ကတော့ပါလို့ပါလို့ပါလို့ရှောင်းလဲပြုံပြုံနိုင်လဲပြုံပြုံနိုင်แกအခုဆိုတော့ဒီနေ့ပွဲစဉ်တွေကရှုံးသွားတယ်ပေါ့เนาะဒါမဲ့အစူက ရှုံးလို့လက်ခံပါရဲ့ဘာလို့စိုးစိုးဝဲဆယ်ဝဲပြစ်တာမှာအဲ့ထက်မှာစုကိုလုံးထီအောင်နော်ကိုလုံးထီအောင်ပြစ်နိုင်ခဲ့ရေနော်အဲ့တော့စုကဒါပထမဆုံးတွေ့ကြုံလည်းဖြစ်တယ်ဒါပေမဲ့စုအများကြီးလုံနိုင်ခဲ့တယ်ဆိုတော့အာဒီနေ့ရက်ရက်ဆက်လေးကိုကျင်းရပါရဲ့ဒါပေမဲ့စုနဲ့လွဲချော်ရတဲ့ကြောင့်မို့စုတော့မရခဲ့ဘူးပေါ့နော်အာပြစ်တော့ကတော့ကွာအချိန်နဲ့ပြစ်နေတာပေါ့နော်အရန်ကမှအဆင်ပြေနေအခုတော့ပွဲပြီးတော့မှလက်ကနည်းနည်းလေးတော့နာလာတယ်ဒါပေမဲ့ကိစ္စနာကိစ္စနာ အဲကဲဒီနေ့အဲစူဇူရဲဒီဒိုဒိုကိုအစီအစဉ်လေးရာစူဒီတာဂီတာဘက်မှာဓမ္မစိန်ခေါင်းညှိုးတဲ့နေရာလဲတွက်ကြည့်ပြီးပြီးဂျောင်ဂျိုဂျောင်ညောင်းကိုလှည့်ဖက်ကြည့်စုပြီးပြီးအခုလဲစူကပြင်ပြင်မမနဲ့ဘိုးလင်းလဲပြစ်ပြီးပြီးဆိုတော့အဲစူရဲဒီနေ့အတီပတီလေးကိုပရိသတ်တွေအားလုံးပဲကျင်းနေနေကြမယ်လို့ပြောလင်ပါတယ်ရှင်နောက်ထပ်နောက်ထပ်နောက်ထပ်တွင်မှာလဲဒိုဒိုကိုကဘလို့အစီအစဉ်နဲ့ဘလို့အတီပတီရေးချပြအောင်မလဲဆိုတော့ပရိသတ်တွေအားလုံးပဲစောင့်မျှော်အားပေးကြည့်စုပါဦး